အမေရိကန်သမ္မတထရန့်ကမြန်မာအပါအဝင်အာဖဂန်နစ္စတန်ဘိုလီးဗီးယားကိုလံဘီယာနဲ့ဗနီဇွဲလားနိုင်ငံ စုစုပေါင်း၅နိုင်ငံကိုမူရီစေဝါတိုက်ဖြတ်ဖို့အတွက်ပြက်ကွက်တဲ့နိုင်ငံတွေဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်မှာအမေရိကန်သမ္မတကသတ်မှတ်ကြေညာလိုက်တာဖြစ်ပြီးအဲ့ဒီဆုံးဖြတ်ချက်ကမူရီစေဝါတိုက်ဖြတ်ရေးအတွက်အဲ့ဒီနိုင်ငံတွေကိုပေးရနေတယ်။ငွေကြေးပံ့ပိုးမှုတွေပေါ်တက်ရောက်မှုတွေရှိနိုင်တယ်လို့လည်းဆိုထားပါဗျ။ မြန်မာပြည်သူတွေရဲ့အင်တာနက်အသုံးပြုမှုအားလုံးကိုဒီရုပ်နိုင်ငံကအပြည့်အဝထိန်းချုပ်ခွင့်ရသွားပြီးအကြက်ဖက်မင်းအောင်လိုင်ကတိုင်းပြည်ကိုတရုတ်လက်ထက်ထဲသွင်းလိုက်တဲ့သဘောဖြစ်တယ်လို့လူအခွင့်ရေးနဲ့ဤပညာကျွမ်းကျင်နဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကရှင်းကုန်ခစ်တဲ့ကိုပြောပါတယ် ကိုင်းတိုင်းကပ်လူမြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့ဇီးကုံမြို့ရဲစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွေ့ရဲအရာရှိအပါဝင်ရဲ6ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်အပြင်နောက်ထပ်ရဲ၄ဦးကိုပါအရှင်ဖမ်းဆီးရမိထားရုံနဲ့မကတနက်12လက်ကိုလည်းတော်လန်ရေးတပ်တွေကသိမ်းဆီးရရှိခဲ့တယ်လို့ဒူဝန်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ် ကျင်းဖတ်မင်းအွန်လိုင်းတဝဲမြုပ်ကိုရောက်ရှိနေတဲ့အချိန်လုံခြုံရေးစိုးရင်ရတဲ့အတွက်ဆိုပြီးစစ်အင်အားထောင်ချီတုံးပြီးတော့တမျိုးလုံးကိုပိတ်ဆို့ထားတဲ့အပြင်တဝဲမြင့်မှာပါစစ်သင်းမော်တွေကင်းလှဲ့နေတယ်လို့ဒေသခံပြည်သူတွေကပြောထားသလိုတဝဲအခြေစိုက်တည်င်းရင်းမြစ်ကလည်းရှင်ဟုတ်ခစ်တစ်ကိုပြောပါတယ်